ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်ရှေ့လယ်ပိုင်းတို့တွင်တိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့တွင်တိမ်နှဲငယ်မှာတိမ်သင့်တင့်ဖြစ်ထွန်းနေပါတယ်။ရခိုင်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေ့ပိုင်းတို့တွင်နေရာအနှံပြားနေပြည်တော်အေရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာစိတ်စိတ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျနဲ့ ကျန်တဲ့ဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထေချုံရွာပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြဖြစ်ပါသည်။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးရိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးရိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခိုက်ခြင်း၊မိုးထေချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်မြန်မာကိုင်းဝင်းတဲ့တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတည်းရန်မိုးတက်လီပင်များကြာရောက်ပြီးလှိုင်းသင့်တဲ့မှာနိုင်ကြည့်နိုင်ပါသည်မိုးတက်လီပင်ကြာစဉ်ရေပြင်းမြေပြင်လေသည်တနအီလရင်25မိုင်မှမိုင်30ထိတိုက်ခိုက်နိုင်ပါသည်လှိုင်းမြန်မာမြန်မာကိုင်းဝင်းတဲ့တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရယာပြည်တိုင်းဒေသကြီး၊လင်းတိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့အတွင်းနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးထချုံရွာမိ။မိုးတစ်ကြိမ်နှစ်ကြိမ်ထချုံရွာမိ။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။မိုးတစ်ကြိမ်နှစ်ကြိမ်ထချုံရွာမိ။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။နေရာကွက်ကြားမိုးထချုံရွာမိ။ရွာရန်ရာနှုန်း80ဖြစ်ပါသည်။